ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ထိတ်အလေအပိတ်တွေကိုကျွန်တော်တောင်းလို့ပေါင်းရှင်ပရိနဲ့အနည်းရှုပ်ဗီဒီယိုလေးတင်ပြသွားမှာဖြစ်ပါတယ်ဒီရှင်းလေး3ပေါ့နော်ဒီမှာရှင်းလေး3တင်ဖြစ်ပါတယ်ပြီးရင်ရှင်းထိတ်6အလေ3အပိတ်ရှင်းလျှောက်3ပေါ့နော်နိထိတ်တို့များလေ9ပိတ်နိတို့များကိုခွန်ခွန်ကိုခွန်ထိတ်တို့များလေတို့များအပိတ်ခွန်တို့များတို့ည3ခွန်ခွန်ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာ20အရာပေါ့နော် ရှေကိုလေရှေကိုလေငါထဲ6လေ3ဘိငါ6တော့6ထဲ8လေခုနှစ်အဘိ6ရှိခွန်နေထဲနေလေခုနှစ်အဘိနေနေခွန်3ထဲ8လေ10ဘိ3ရှိရှိ3တုံညာကို3ငါနေပါတော့ဒီ17ချိန်မှာကျွန်တော်တွင်နေအရာပါတော့ရှေကိုတတုံးလေးဒီထိတ်စီးရနေတာဖြစ်ပါတယ်ပေါ့နော်ဒါကျွန်တော်တွင်နေအရာ3 4 5 6ခွန်ကအလဲထန်ဖြစ်ပါတယ် လေငါ6ခွန်အလဲထိုင်6ခွန်6ကိုနေကတော့ကျွန်တော်အပိတ်ဖြစ်ပါတယ်ကျွန်တော်ဒီထိတ်အလဲ sorry 6ခွန်6ကိုနေပါနော်ပြန်ဖြစ်လိုက်မယ်6ခွန်6ကိုနေအပိတ်ဖြစ်ပါတယ် okay ကျွန်တော်ဒီထိတ်အလဲအပိတ်၅လုံးစီကိုကျွန်တော်ထိတ်စီးပယ်မယ်ပေါ့နော်အလဲထိုင်ပယ်မယ်အပိတ်ကိုပယ်တယ်နိမ့်နဲ့ကျွန်တော်ထပ်ပြီးချုံမှာဖြစ်ပါတယ် ဒီ9ခွန်9ကနေ20နှစ်မျိုးပြပေးထားတယ်ပေါ့နော် ပင်50ကျော်60ရှိသွားပြီပေါ့နော်ဒီဒီဘက်မှာကျွန်တော်တနည်းအရာ3ခွန်ထိပ်စီပေးတာဖြစ်ပါတယ်ဒါကြောင့်မဒီထိပ်မှာ3စလုံးပါတဲ့အတွက်ထိပ်စီလေးလုံးကြံမယ်ပေါ့နော်ရှစ်ကိုတင်လေးရနေတာဖြစ်ပါတယ်ဒါထိပ်စီဖြစ်မယ်ပေါ့နော်တွင်နည်းအရာဖြစ်ပါတယ်ရှစ်ကိုတင်လေးပေါ့နော်တိုက်ဆိုင်ရင်တော့ရမယ်ပေါ့နော်3 4 6ခွန် အလဲထိုင်ပေါ့နော်ဒီကျွန်တော်တို့ဒီအလဲထိုင်ကဒီမှာပင်ရှိပေါ့နော်ပြပေးထားတာဆိုရင်ဒီဘက်မှာ38ပေးမယ်ပေါ့နော်38အလဲထိုင်ပေးမယ်ဆိုတော့ဒီမှာလေး3ဒလုံးပေးမယ်ပေါ့နော်တုံးအလေကိုပေးမယ်ပြီးရင်နောက်ထပ်အလေထိုင်အာနေတွန်နီတွေလည်းရှိသေးတယ်ပေါ့နော်ဒီမှာပေါ့နော်ဒါကတွန်နီ၃မျိုးကနန်း၄လုံးပေါ့နော်ကိုခုံကိုအနေခုလိုလိုစေတော့ပြက်ပင်မရှိသေးဘူးပေါ့နော် ။ Okay ဒါဆိုရင်ဒီတစ်ပတ်မှာ9ညတင်းနေအလဲထိုင်ပေးမယ်။ပြီးရင်၄ခွန်ကိုအလဲထိုင်ပေးမယ်ပေါ့နော်။ကိုယ်တော်များတင်နေလေးခွန်ဆိုတော့ဒီမှာလေးရခွန်ရပေးမယ်ဆိုရင်အလဲထိုင်96ကျက်မယ်ပေါ့နော်အလဲထိုင်96ဖြစ်ပါတယ်96အလဲထိုင်ဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ဆက်ပြီးတော့အပိတ်ကိုဆက်ကြည့်အောင်အပိတ်က6ခွန်8ခွန်နဲ့အပိတ်ပေါ့နော်အပိတ်ပေတွေနည်းကိုဆက်ကြည့်အောင် အပိအားနဲ့ဒါကပြင်ရှိပါနော်သူကလည်းကျွန်တော်ကိုခွန်ကိုကနေစပြီးတော့ပြပေးထားတယ်ပါနော်ဒီကျွန်တော်ဆက်တဲ့ချိန်မှာဒီတင်ချာ20အရာခွန်6 6ခွန်အလဲထိန် sorry 6ခွန်အပိပေးမယ်ပါနော် okay 6ခွန်အပိကိုပေးရင် အပိ3လုံးကြံမယ်ပါနော်6နီးအပိကြံမှာဖြစ်ပါတယ်ခင်ဗျာဒါရှင်ထိတ်စီက၄လုံးအလဲထိန်က၄လုံးအပိက3လုံးဖြစ်မယ်ပါနော်ဒါလေးကိုကျွန်တော်က အလေအပိတ်ကနနှလုံးပေါင်းခြင်းပြိနဲ့ကျွန်တော်ထပ်ပြီးတော့အဲရော့သွားအောင်ပါနော်ထက်ချုံမှာဖြစ်ပါတယ်။အဲဆိုရင်အနောနှလုံးပေါင်းခြင်းက69ပေါင်း73 3နဲ့6ပေါင်း6 69ပေါင်း8 69ပေါင်း73 69ပေါင်း8လေးလေးရှိပါနော်ဒီလိုလေးတောက်ချောက်ဖြစ်ပါတယ်ပါနော်။ကျွန်တော်ဒီခွန်ခွန်ကိုခွန်တော်မြတ်တမြတ်300 89 63 68 69 80ခွန်မှာ8ခွန်ပေါင်း55 388ပြီးရင်ဒီဘက်မှာ339ပါနော်။ တောင်မြတ်နဲ့ကိုပေါင်ကို3နှစ်မှ9နှစ်နေပေါင်ခွန်ဒီတစ်ပတ်မှာတောင်မြတ်တက်3 6အနန္တလုံးပေါင်းရှင်ပြိဆိုပြီးရနေတယ်ပေါ့နော်ဆက်ပြီးရင်တော့ရမယ်တိုက်ဆိုင်ရင်တော့ရမယ်ပေါ့နော်โอเคตองญาติตองเล6ဆိုတော့98ပေါင်းရှင်း73 3ပြိပါရီအတွက်ကြောင့်မို့98အတွက်ရမယ်59ပေါင်းရှင်း4 4ပြိပါရီအတွက်59ပေါင်း59အတွက်ရမယ်ပေါ့เนาะ 6.8ပေါင်း14 break ပါတယ်6.5ပေါင်း15 break မပါဘူး6.8ပေါင်း10 break မပါတဲ့အတွက်ကျွန်တော်ဒီမှာအသွေး3သွေးရမယ်ပေါ့နော်9ရှင်9ကို6ရှင်ဆိုပြီးတော့ဒီမှာအသွေးရမယ်ပေါ့နော်ကျွန်တော်တို့ဒီကားကိုပေါ့နော်ဒီတွဲ3သွဲကိုထိတ်လေးပိတ်ကနန်း3လုံးပေါင်းချင်းပရိနေထပ်ချုပ်မှာဖြစ်ပါတယ်ဒီတိတ်ချုပ်လို့လို့ရတယ်ပေါ့နော်တို့တို့ဒီ3လုံးပေါင်းချင်းပရိနေထပ်ချုပ်မယ်3လုံးပေါင်းချင်းပရိဒီ၄မျိုးထဲက ျွန်တော်20နံပါတ်3ကိုပဲယူသွားမှာဖြစ်ပါတယ်။ကိုယ်တော်များနေ3လေးလျှောက်ပြီးပင်ရှိပြပြင်မရှိသေးဘူးပေါ့နော်။ဆိုတော့ဒီကိုယ်တော်များနေ3လေးလျှောက်ပရိတ်ကိုဒီလိုလေးယူလိုက်မယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ဒီ9နဲ့10နဲ့ပေါင်းမယ်ပေါ့နော်။ဒီမှာပရိတ်အဆုံးယူလိုက်မယ်။ကိုယ်တော်များနေ3လေးလျှောက်ပရိတ်ဖြစ်ရမယ်ပေါ့နော်။သုံးလုံးပေါင်းရင်ကိုယ်တန်းနဲ့သုံးလေးချောင်းပရိတ်တစ်ခုဖြစ်ရမယ်ပေါ့ခင်ဗျာဒါကျွန်တော်20အရာပေါ့နော်ဆက်ပေးနေတယ်လို့ ပြောင်းလဲပြတ်သက်တဲ့အတွက်ကြောင့်မို့ပေါ့မိတ်ဆွေတို့ကြိုက်တယ်ဆိုမှအယူမသုံးပါခင်ဗျာနောက်ဆိုရင်ကျွန်တော်၅၈အသွေးပေါင်းရှင်းတီ၃ break ၃ break ကိုထိတ်စီးကဒီမှာ၅ခုကလေရှောင်းနေရှင်းပေါင်းတာက၁၄ပေါ့နော်ဒါဆိုရင်ကျွန်တော်၅၈ပေါင်းရှင်းတီ၃ဒီ၃ကို၈ထိတ်နဲ့ထပ်ပေါင်းမယ်ပေါ့နော်။ရှင်းနဲ့ဒီ၃နဲ့ပေါင်းတာ၁၁တိပရိမပါဘူး။ ဒီ၃ကိုကိုးနဲ့ပေါင်းတာနေပရိပါတဲ့အတွက်ကြောင့်မို့ကျွန်တော်ကို၅၈တဲ့ဖြစ်သွားမယ်ပေါ့နော်ကို၅၈ကဏ္ဍ၃လုံးပေါင်းရှင်းသည်နေပရိရာနေတာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီမှာနေပရိရာသွားပြီပေါ့နော်ဒီတင်းနဲ့၃ပေါင်း၄ပရိပါတဲ့အတွက်ကြောင့်မို့တင်း၅၈တဲ့၄ပရိဖြစ်ပါတယ်ဒီ၄နဲ့ဒီ၃ပေါင်း9ပရိမပါဘူးပေါ့နော်နောက်ထပ်တစ်ပင်59အတွဲကိုထပ်သွားမယ်59ပေါင်း၄၄ကိုရှင်းနေပေါင်းတာ7 ဆယ်နှစ်ပြိပာတွေအတွက်ကြောင့်မို့ကျွန်တော်ရှင်ငါကို ပြောင်းပြန်ပါနော်ကိုငါရှင်ရဲ့ရှင်ငါကိုရဲ့တဲပေါ့နော်ပြီးရင်ဒီလေးကိုဒီကိုနဲ့ပေါင်းတော့73 3ပြိပာတွေအတွက်ကြောင့်မို့ကိုငါကိုအပူဖြစ်ပါတယ်ကိုငါကိုအပူတဲပေါ့နော်ဒါ3ပြိဖြစ်ပါတယ်နောက်ထပ်ဒီလေးကိုတစ်ပေါင်းငါငါပြိမပါဘူးလေးလေးပေါင်း10ပြိမပါဘူးပေါ့နော်တဖန် 6နဲ့10ပေါင်း၄နေကိုကြည်10နဲ့ပေါင်းလာစနစ်ပြိပါတဲ့အတွက်ကျွန်တော်ဒီမှာ68အပူတဲ့ဖြစ်ပါတယ်ပေါ့နော်68ပြီးရင်ဒါနေပြိပေါ့နော်၃လုံးပေါင်း10နေပြိ၄ကို9ပေါင်း3ပြိပါတဲ့အတွက်ကြောင့်မို့968တဲ့ဖြစ်ပါတယ်968တဲ့ပြီးရင်ကျွန်တော်ဒီ၄ကို10ပေါင်းကြာဆိုရင်9ပြိမပါဘူးပေါ့နော်၄၄ပေါင်း10ပြိမပါဘူးဆိုတဲ့အတွက်ကျွန်တော်ဒီမှာ ဒီနေ့လေး6ခွေရမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီဖက်စာမျက်နှာမှာထည့်ရေးပေးမယ်ဒီဖက်စာမျက်နှာမှာဒီ6ခွေရနေတယ်ပေါ့နော်ဒါ6ခွေရနေတာဖြစ်ပါတယ်ဒါလေးကိုမှကျွန်တော်ပေတံနဲ့ထက်ချုပ်မယ်ပေါ့နော်ပေတံကကျွန်တော်နတ်တန်းအထီပေါ့နော်နေ့3 4 5 6 8 9 10 1 okay ဒီမှာဆိုရင်9 5 8ဒီပေတံနဲ့တန်းညီတယ်6 6 8ကအပူဆိုတော့ထားလိုက်မယ်ပေါ့နော်9 5 9 6ခြောက်ချင်းပေတံနဲ့တန်းထီတယ်တင်းငါရှင်ပေတံနဲ့တန်းထီတယ်ပေါ့နော်โอเคတာလေးကိုကျွန်တော်နောက်ထပ်အနေနဲ့သင်ခွင့်အနေနဲ့ပေါ့နော်နှလုံးပေါင်းရှင်းအတန်နဲ့ထန်းကြီးမှာဖြစ်ပါတယ်ဘယ်နှနှလုံးပေါင်းရင်ကျွန်တော်နီလေးရှိကိုဖြစ်ရမယ်လို့ဆိုလို့ရနီလေးရှိကိုပေါ့နော်ကျွန်တော်ထပ်ပြပေးမယ်ရှိရဗီဒီယိုမှာကျွန်တော်တင်ထားပေးခဲ့ဘူးတယ်ပေါ့နော်ဒီမှာဆိုရင်အဲ689ရဲ့59ရဲ့ဖြစ်ပါတယ် လေ၅၉၄နေဖြစ်ရမယ်ပေါ့နော်နောက်ထပ်တစ်ခုက၃ည၅၄၄ခု၁၃၅လေးဖြစ်ရမယ်ပေါ့နော်ကနေနှလုံးပေါင်းရင်၃ညသို့မဟုတ်၅တို့မဟုတ်၄ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ၉၅ပေါင်းရှင်လေးလေးရဒီမှာ၃ခုလုံးมาပါတယ်၅၉ပေါင်းလေးလေး၆ဆောင်းနဲ့၈ပေါင်းကလေးလေးကဲညီတယ်ပေါ့နော်ဒီမှာတင်း၅၈တခုကတော့တင်း၅ပေါင်း၆တင်း၅၈ပေါင်း၃တင်း၈ပေါင်း၉ဆိုတော့၃ည၅လေးတော့လွတ်သွားတယ်ပေါ့နော် တောင်ညာငါးလေးပေါရှင်အတန်တခုတော့လွတ်သွားခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့ဒီအပေါ်ကဒီငါးခွဲကိုဦးစားပေးမယ်ပေါ့နော်โอเคဒါလေးကျွန်တော်တို့အပိုင်ရင်လုံးလည်းမဟုတ်ဘူးပေါ့နော်ပရိတ်က9နှစ်3ပရိတ်အားတာတယ်ဆိုတော့နှစ်နဲ့3နဲ့ကျန်နေတယ်ပေါ့နော်နှစ်3ပရိတ်ကျန်နေတာဖြစ်ပါတယ်ဒါကျွန်တော်တို့50ရာခိုင်နှုန်းခမန်းတက်ထားခြင်းဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့50ရာခိုင်နှုန်းပြောအပ်ခြင်းကဒီမှာဆိုရင် သူ့မှာအာနိချက်တစ်ခုရှိတယ်ပေါ့နော်90ရာခိုင်နှုန်းဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီတော့ဒီပျောက်ကနန်းမှာရှစ်တီ3ကြိမ်စလုံးမှာပျောက်ကနန်းအထက်မှာပါနေတဲ့အတွက်ကြောင့်မို့ဒီမှာလည်းရှစ်ရှစ်ရှစ်လေးပဲဖြစ်နေတယ်ပေါ့နော်။ဆိုတော့59 9တစ်ခုလွတ်မယ်ပေါ့နော်။အဘူး59 3 break အဘူးတတိထားရမှာဖြစ်ပါတယ်။ဒါကြောင့်မို့59 9 3 break ပေါ့နော်။အဲဒီအဲဒီတကွတော့ကျွန်တော်တတိထားရမှာဖြစ်ပါတယ်။ โอเคဒါကတော့ကျွန်တော်ထိတ်လင်းပိတ်အနေနဲ့ချုပ်ထားတာဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာတော့ key တွေနဲ့ထပ်ပြီးတော့ချုပ်ွက်တင်ပေးသွားမှာဖြစ်ပါတယ်